ရင်းနှီးစွာဘဝပေးဆက်ခဲ့ရတဲ့ဂျာမန်ကလေးစစ်သားများစစ်ကြီးပြီလို့ဂျာမန်နေစီကနေ၅နှစ်ကြာမှလွတ်လပ်ခွင့်ပြန်ရလာတဲ့ဒိမတ်စစ်သားတွေအိမ်ပြန်လာကြတယ်။တကြကြီးခေါကစစ်သားတို့ကိုဒိမတ်လန်ကိုဂင်ထားတာတွေ့တော့ဒေါသတကြီးနဲ့ရိုက်နှက်ပါတော့တယ်။ဂျာမန်တွေကသူတို့မျိုးကိုခိုးယူသွားတာများလို့လို့ကောက်ကဂျာမန်တွေကိုအယံမုန်းနေတာပါ။သူအလံကိုဆွဲယူပြီးကန်းကြီးတစ်ချောင်းမိုင်းနေမြုပ်ထားတဲ့အနောက်ဖက်ကင်းစခန်းကိုသွားပြီးအန်ရဲစုံကိုအလံဆိုင်လိုက်တယ်။ဒီတော့တွင်စစ်ပီးကာကဖမ်းမိထားတဲ့ဂျာမန်စစ်သားတအုပ်စုကို ဗြိတိရှားတပ်မှူးဂျန်ဆန်စီကိုခေါ်လာပြီးဂျန်ဆန်ကဒီမှာဘယ်သူမှမင်းတို့ကိုဂရုမစိုက်ဘူးဒါကြောင့်ကျင်နာမှုကိုမမျှော်လင့်နဲ့လို့သတိပေးတယ်။သူရှင်းပြတာကဂျာမနီဟာဒိမတ်အနောက်ဘက်ကန်ယူရက်မှာမိုင်မောင်း2ရက်သမှနှစ်တန်းလောက်မြုပ်ထားခဲ့တာကိုဒီဂျာမန်စစ်တုံးမန်းနေနဲ့ပြန်ရှင်းခိုင်းမိတဲ့သူတို့ထဲမှာမိုင်းရှင်းမှုသူတယောက်မှမရှိပေမဲ့ဂျန်ဆန်ကလေ့ကျင့်ပေးပြီးအမားလို့လို့မရကြောင်းပြင်းပြင်းထန်ထန်သတိပေးတယ်။အမားတီတီလေးကအသက်နဲ့လဲရမေးတဲ့မိုင်းရှင်းလေ့ကျင့်ကလောက်ခိုင်းတော့စစ်သားတို့ဟာမိုင်းဖြုတ်နေတော့ကြောက်လန့်ပြီးလက်တီတုံးလို့ထားပေါက်ကွဲပြီးတည်ဆုံသွားသည် ဂျန်နဲ့တွေလည်းပိုကြောက်လန့်သွားကြတယ်။လေကျင်းကန်ဒီအောင်မြင်သူတွေကို တက်ကြကြီးကားရဲ့လောက်ထားပြီးဂန်းကြီးကိုပို့လိုက်တယ်။ကားကဂျာမန်စစ်တုံးမန်းတွေကိုကြမ်းကြမ်းနန်းနန်းဆက်ဆန်နေ။သူတို့ထဲမှာတက်တီးရှိတဲ့အမွာညီကိုနှစ်ယောက်ပါပြီးမယ်။ကားကတော့ဘသူကမှမညာဘူး။ကားကဒီဂန်းကြီးမှာမိုင်ပေါင်း4500ရှိပြီးတနအီ6လုံးလုံးရှင်းရင်3လအတွင်းပြီးမယ်။ပြီးရင်အိမ်ပြန်ရမယ်လို့ပြောတယ်။ထွက်ပြေးဖို့ကြိုးစားရင်လည်းပြင်းထန်စွာအပြစ်ပေးမယ်လို့တတိပေးတယ်။ညရောက်တော့မြတ်ချောက်တွေနဲ့ယာယီအိမ်ရလောက်ပြီးအိမ်ပြက်တစ်ခုထဲမှာနားကြတယ်။ ကောက်ကအပြင်ကနေတောက်ခတ်ပြီးသူခွေးနဲ့အနီးနားကအိမ်တလုံးမှသွားရည်တယ်။နောက်တနေ့မိုင်းဆက်ရှင်းကြရီနှစ်ရက်လုံးလုံးအစာမစားရတော့ဘိုက်စာလုံးတို့အလုံးလုံးဖို့ခက်ခဲလာရီ။စပယ်ရှန်ကကားစီသွားပြီးအစာပါလို့မလာတာလေးလို့မေးတော့ကောက်ကမင်းတို့အမိန်နာခဲ့မှုပဲလို့ရီ။ရှင်သည်ဖြစ်စေသေးသည်ဖြစ်စေငါကယူမဆိုင်ဘူးလို့ပြန်ဖြေတယ်။ဒီခါလက်စနာနဲ့ဗာနာဆိုတဲ့ညီကိုနှစ်ယောက်ကအယုံနဲ့ဆော့နေတဲ့ကောင်မလေးတစ်ယောက်ကိုမြင်တော့လက်စနာကကလေးမစီချင်းကစကားပြောရင်းသူ့စီကအစာစာကိုခိုးယူညီကိုတွေဝေစားကြရီ။ နောက်နေ့မနက်မှာအမွားညီကိုရေကတယောက်ဖျားတော့တယ်။နာယီနေငယ်နာခွင့်တောင်းပေမဲ့ကောင်းကစူပူပြီးအလုပ်ပြန်လုပ်ခိုင်းနေ။ဒါနဲ့လက်စနာကညီကိုနားခိုင်းပြီးသူကနှစ်ဆမိုင်းရှင်းပေးတယ်။နောက်ဆက်သားတယောက်အချိန်နေဆိုးလာပြီးမိုင်းရှင်းနေတော့အော့အန်လို့မိုင်းကပေါက်ကွဲပြီးလက်နှစ်ဖက်စလုံးဆိုးဆိုးရွားရွားဒဏ်ရာရသွားတယ်။သူ့ကိုဆွဲတင်လာတဲ့အခါအိမ်ပြန်ခြင်းပြီးအမေစောင့်နေတယ်လို့ငိုယူတယ်။ကောင်းကသတိမေ့စေပေးပြီးဈေးကူဖို့စက္ကန်းကိုပို့လိုက်တယ်။နောက်ပိုင်းမှာကျန်တဲ့စစ်သားတွေပါဘိုင်းနာပြီးအော့အန်လာကြတယ်။ သူတို့ထဲကတယောက်ကညကအနီးနာအိမ်အိမ်ကအစားခိုးစားမိလို့အားလုံးဖျားရဖြစ်မယ်လို့ဝန်ခံနေ။ကောက်ကအဲ့ဒီအိမ်ပိုင်ရှင်မျိုးသမီးနဲ့တွေ့တော့ကြွက်စာစားမိတာဖြစ်နိုင်ကြောင်းသိရတယ်။ကောက်လေးကောင်လေးတွေကိုပင်လယ်ရင်ကန်တိုက်ပြီးအန်ခိုင်းရေချိုနဲ့ရေချိုးပေးလိုက်တယ်။အဲ့ဒီအချိန်ကန်ဆရဲသူကမိုင်းကိုပိုးလွယ်လွယ်ရှာဖွေနိုင်ပြီးပောက်ကွဲမှုအန္တရာယ်ရှော့ရှာနိုင်မဲ့တစ်သားထောင်ကျောက်လေးလုပ်ပြပေးမယ်။ကောက်ကချီးကျူးမဲ့အစားစူပူပြီးအလုပ်ပြန်ဝင်ခိုင်းနေ။နောက်နေ့မနက်မှာဒရာရသူဝီလျံစီသွားကြည့်တော့သူညာရင်းချင်းတည်ဆုံသွားပြီဆိုတော့သူနာပြုစီကတိရရရည် ကားကစခန်းကနေအစားအစာချုပ်ခိုးယူပြီးကားရင်းဝှက်လာ ರಿ ။ဂန်းချီရောက်တော့အစားအစာတွေပေးပြီးတရင်ကောင်းတဲ့တရင်စိုးနှစ်ခုရှိတယ်လို့ပြော ರಿ ။တရင်ကောင်းကဝီလျံနေကောင်းပြီးမကြခင်အိမ်ပြန်ရတော့မင်း။တရင်စိုးကတော့အခုချိန်နောက်ကျနေပြီမို့တနာယီကိုမိုင်းရှစ်လုံးရှင်းရမယ်လို့ပြောပြီးဝီလျံတေးဆုံးတာကိုလိန်ထားလိုက်တယ်။ဒါမှကလေးတွေစိတ်တက်မကြပဲအိမ်ပြန်ရဖို့မြန်မြန်လုပ်ကြမှာမို့လို့ပါ။ညဘက်ကလေးတွေအိမ်နေတော့ British တပ်မှုဂျန်ဆန်ရောက်လာပြီးကလေးတွေကိုအစားအစာအတင်းကျပ်ကျွေးပြီးညှင်းဆဲတယ်။ဂျန်ဆန်ကကားကို မင်းငါတို့မိဖို့ကြောင့်ကနေအစားအစာခိုးပြီးဂျာမန်တွေကိုကျွေးတယ်။သူတို့မထိုက်တန်ဘူးလို့ပြောတယ်။ကောက်ကဒီကောင်လေးတွေကခလေးတွေပဲမစားရင်အလုပ်ဘယ်လိုလုပ်မလဲ။ပြီးတော့ဒီအစားအစာကငါခွေးအတွက်ယူလာတာလို့လိန်ပြောတယ်။ကောက်ကကန်ယူရန်ရှင်းဖို့အတွေ့အကြုံရှိသူလိုတယ်လို့လည်းပြောပြတယ်။နောက်တစ်နေ့မိုင်းရှင်းနေတော့ Substain ကမိုင်းနှလုံးချိတ်ထားတာမြင်ပြီးမစွဲထုတ်ဖို့အော်ဟစ်သတိပေးပေးမယ်။လေပြင်းတိုက်နေလို့ဘာနာကမကြားဘဲနဲ့စွဲထုတ်မိလိုက်တယ်။အကြီးကျယ်ပေါက်ကွဲပြီးလက်စနာရဲ့အမွာညီကိုဝါနာတီဆုံးသွားပါတယ်။ ဝါနာတီဆုံးသွားတာကြောင့်လက်စနာစိတ်တက်ကြပြီးညီတီတော်ကိုမယုံမဲအယူမှုလိုက်ရှာတော့တယ်။ကားကလက်စနာကိုမေးစေးပေးပေမဲ့ညီဖြစ်သူသေးဆုံးမှုကသူ့ကိုယူမတက်ဖြစ်စေတယ်။အဲဒီအချိန်မှာကားကဂျာမန်ကောင်လေးပေါ်သနားစိတ်ဝင်လာပြီးစခန်းကနေအစားအစာထည့်ယူလာတယ်။ဒီတခါတော့ဘောလုံးမှယူလာပြီးအတူတူဆော့ကြတယ်။ကားကပါသူတို့နဲ့အတူတူပျော်ရွှင်စွာအတူဆော့ပေးပေမဲ့လက်စနာကတော့ညီတီဆုံးပြီးတဲ့ကတယောက်ထဲနေတော့တယ်။ဒါပေမဲ့ဘောလုံးကစားပြီးပြန်လာတော့ကားကသူ့ခွေးကိုဘောလုံးသွားယူခိုင်းလိုက်ကမိုင်းပေါက်ပြီးခွေးတီသွားပါရီ။ ီပုံရဒီနေရာကရှင်းပြီးသားဖြစ်လို့ကောင်းကဒေါသထွက်ပြီးလူဗစ်ကိုအပြစ်တင်ရိုက်နှက်ပြီးမိုင်းချန်သေးလားဆိုတာတေချာရှာဖို့ကောင်လေးတွေအားလုံးကိုကန်းကြီးတစ်လျှောက်စီတန်းလန်းလျှောက်ခိုင်းလိုက်တယ်။ကန်ကောင်းစွာနဲ့မိုင်းမချန်တော့ဘဲအကုန်ဘေးကင်းကြတယ်။ဒီအဖြစ်အပျက်ကြောင့် helmet က British တွေကသူတို့ကိုအိမ်ပြန်မပို့တာသိကြတယ်။ထွက်ပြေးရမယ်လို့ဆုံးဖြတ်ပေမဲ့ဂျန်သူရီကကားရဲ့အပြစ်ပေးမှုကိုကြောက်လို့တောက်စီကြတယ်။နောက်နေ့မနက်မှာကောင်လေးတို့ကမိုင်းရှင်းထားတဲ့နေရာကိုလာကစားနေတော့သူ့မိကခါးစီကိုအကူအညီတောင်းမှုပြေးသွားတယ်။ကောင်လေးတွေလည်းကန်းချီကိုအပြေးသွားကြတယ် ကားလေကန်းကြီးကိုရောက်လာပြီးစပယ်ရှန်ကမိုင်းနေရှင်ရင်ကောင်မလီနားကိုလုံခြုံစွာရောက်ဖို့ကြိုးစားပြီးအဲ့ဒီအချိန်မှာလက်စနာရောက်လာပြီးမကြောက်မရွံ့ကောင်မလီစီကိုရှောက်သွားပြီးကောင်းကတားပြင်မဲမရဘူးလက်စနာက ကောင်မလီကိုစကားပြောစော့ပေးပြီးစိတ်ငြိမ်အောင်ထားပြီးတယ်စပယ်ရှန်ကလည်းမိုင်းနေကိုအမြန်ဆက်ရှင်းနေတယ်လက်စနာကကောင်မလီကိုချီပြီးစပယ်ရှန်လက်ထဲအပ်လိုက်တယ်ဒါပေမဲ့သူညီဆုံးရှုံးသွားလို့အထီးချန်နေတဲ့လက်စနာကပြန်မလာတော့ဘူးအားလုံးခေါ်ပြီးမဲနားမထောင်မဲရုတ်တရက်ပေါက်ကွဲပြီးလက်စနာပါတီးဆုံးသွားပြီး ဒီဖြစ်ရကြောင်စပယ်ရှန်စိတ်ထိခိုက်သွားပါလိ။ကောက်ကမင်းတို့တနေ့အိမ်ပြန်ရမှတေးကြပါလိလို့အားပေးပေးမယ်။ကောက်ကိုယ်တိုင်ကလည်းစိတ်မကောင်းဖြစ်မိတယ်။ရန်သူဖြစ်ပေမဲ့ဒီကောင်လေးတွေဟာစိတ်ရဲ့အကျိုးဆက်ကိုမသိတဲ့ကလေးတွေလိုပဲသဘောပေါက်လာတယ်။နောက်နေ့ကောင်လေးလေးရောက် mindset ရှင်းနေပြီ။တခြားစစ်သားတွေကမိုင်းတွေကိုထရက်ကားပေါ်တင်နေတော့မိုင်းတလုံးအပြည့်အဝမပေါက်ကွဲသေးတာကိုသတိမထားမိလိုက်ကြဘူး။ဂျီမာရဲ့ပေါက်ကွဲမှုကြီးဖြစ်ပြီးထရက်ကားပေါ်ကမိုင်းနေအကုန်ဒရက်ဇာပေါက်ကွဲကဂျာမန်ကောင်လေးတွေချက်ချင်းတစားစီတေဆုံးသွားကြသည် ဒီဂျေကွဲဝေရနောက်ပိုင်းမှာကားကဂျန်နယ်လေးယောက်ကိုထရက်ကာနဲ့အိမ်ပြန်ပို့ဖို့ကြိုးစားရီးသူစခန်းကိုသွားပြီးဂျန်စင်နဲ့ထိတိုက်တွေ့ကအတွေ့အကြုံရှိတဲ့လူကြီးတွေကိုပဲလူချင်းကြောင်းပြောရီးဂျန်စင်ကရိတ်မိပြီးထရက်ကာကိုရက်ခိုင်းကကောင်လေးတွေကိုပြန်ခေါ်လာခိုင်းနေဒီဒီသားကကန်းကြီးအားလုံးမရှင်းမချင်းဂျာမန်တယောက်မှအိမ်ပြန်ရမှာမဟုတ်ဘူးလို့ပြောရီးကားကခလေးတွေလို့ပြောပေမဲ့ဂျန်စင်ကနားမထောင်လို့သူဒေါသတကြီးထွက်သွားရီးနောက်ပိုင်းမှာကောင်လေးလျောက်ကိုမိုင်းရှင်းဖို့ကန်းကြီးကိုပြန်ပို့လိုက်တယ်ဒါပေမဲ့အာအသင့်စရာအပြောင်းလဲဖြစ်လာရီး အဲ့ဒီမှာရှိတဲ့အရာရှိကကားစီကစားရဆောင်ရပြီးကောင်လေးတွေကိုကားစီပြန်ပို့လိုက်တယ်။ကောက်ကသူတို့ကိုထရက်ကားပေါ်ကနေဆင်းခိုင်းပြီးဂျာမန်နေဆက်ကဒီကနေ900မီတာပဲလိုရတယ်လို့ပြောတယ်။မင်းတို့အခုလွတ်လပ်ပြီတဲ့။ကောင်လေးလေးယောက်လေးသူတို့ရဲ့ဇာတိမြေစီကိုအပြေးလွှားပြန်ကြတော့တယ်။ကားလေးသူတို့အိမ်ပြန်နိုင်တော့ကိုကြည့်ပြီးပျော်ရွှင်နေခဲ့တယ်။ကားလာဂျာမန်နီကိုမုန်းတီးသူဖြစ်ခဲ့ရကနေအစုံမှာတော့ဒီကလေးတွေကိုရန်သူအဖြစ်မှတ်မှတ်ပဲလူသားတွေအဖြစ်မြင်နိုင်လာခဲ့တယ်။ ွယ်လွယ်မှုစီကိုပြေးသွားကြတဲ့ကလေးတွေကိုကြည့်ရင်အမုံတရားတွေရဲ့အမောင်းနှင်းမှာတော့လူသားချင်းစာနာမှုဆိုတဲ့အလေးနှံကပေါ်ထွက်လာနိုင်ကြောင်းသက်သေပြလိုက်တာပါပဲ။တင်းသားခေါင်းညံမှာဆိုရင်ဘာလို့မလဲ။